ကာ SDM ကြောင့်ပထမဆုံး SUV ကထုတ်လုပ်မှု Xiaomi ရွှေ့ဆိုင် Xiaomi ကကော်မတီဟာသူ့ရဲ့လျှက်စကားကြောင့်လူထိခိုက်သေးဆုံးတဲ့ SDM ဖြစ်မှုအပြင်မှာပထမဆုံးပြန်ကထုတ်မှုကိုရွှေ့ဆိုင်ခဲ့ပြီး Tesla နဲ့ BYD ကကော်မတီတွေကိုဖိအားပေးခြင်းနဲ့ရွေးချယ်လဲတဲထဲရည်သွင်းဖြစ်သွားခဲ့ကြောင်း Writer သတင်းမှာဖော်ပြထားပါတယ် တရုတ်ကုမ္ပဏီဟာ WU7 ရက်စက်ကားကိုပူလာရွေထားသလိုကျွန်လာထားမှာမဟုတ်ဇူလိုင်လမှာစမြောင်းဖြစ်တော့ပဲဖြစ်ချီရောင်းချမဲ့ရက်စွဲအစ်စ်ကိုလည်းအတိမပြုတ်နိုင်ပဲဖြစ်နေပါလိမ့်။တရုတ်အရှေ့ပိုင်းအန်ဟွာမှာမလ29ရက်ကဖြစ်ပွားခဲ့တဲ့ကား accident ကိုရဲကစုံစမ်းတဲ့အခါမှာ အမျိုးသမီး၃ဦးစီးနင်းလိုက်ပါလာတဲ့ Xiaomi SU7 Sedan ကားဟာအလူလျောက်မောင်းနေတဲ့စနစ်ဖွေထားတဲ့နဲ့ပဲအုံနယံကိုဝင်တိုက်မိပြီးအဝေးပြေးလမ်းမမီလောင်သွားခဲ့တာဖြစ်ပါလေ Xiaomi ရဲ့ share တွေဟာအမှတ်လအလဲပိုင်းကလေးက20ရာခိုင်နှုန်းကျော်ကြာဆင်းနေခဲ့ပြီး EV ကားတွေရဲ့အလားအလာပေါ်ရင်းနှီးမြှုပ်နှံသူတွေစိုးရိမ်မှုမြင့်တက်နေတာလည်းဖြစ်ပါလေ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။